โอเคဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အမ်ပါပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ property အာဘယ်ရီယာနဲ့ကျွန်တော်တို့ Fagon Fruit တွေက reward လာတော့မှချိန်တည်ဖြစ်သွားပါပြီကျွန်တော် Avela 16ရက်နေမှာ reward လာမယ်ဆိုပြီးတော့ကျွန်တော်ဒီပုံမှာပြရတဲ့အတိုင်းပဲ Avela 16ရက်နေမှာတရားဝင်အနေနဲ့ reward လာမယ်ဆိုပြီးကြေညာပြီးပါပြီကဲဆိုတော့ကျွန်တော်တို့ property တွေ Fagon တွေဘယ်ရီယာတွေ reward လာတော့မှတည်ကြနေပြီဖြစ်တဲ့အတွက်အဲ့ဒီ Fruit တွေက trading ဈေးကွက်ထဲမှာဘယ်လောက်တောင်တန်ဖိုးရှိနေလဲဘယ်သူတွေကဘာတွေပေးပြီးထွက်မလဲဆိုတာကိုကျွန်တော်တို့တွေ တင့်အောင်ဒီနေ့ဗီဒီယိုမှာတွားပြီးတော့ထွက်ကြမှာဖြစ်ပါတယ်။ကဲဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အန်ပါပါအာဆိုတော့ကျွန်တော်အစမှပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်မှရှိရဲ Gravity ဒီ Varia နဲ့ Fair ကုန် Reward လာမဲ့ Fruit တွေကိုကျွန်တော်တို့တော်ထွက်မှာဖြစ်ပါတယ်ဆိုတော့ဒီ Fruit တွေဘယ်လောက်တောင်ဈေးရှိနေမလဲကျွန်တော်တို့ကြည့်လိုက်ပါမယ်လောလောဆယ်ကျွန်တော်မှဘာ Fruit တွေရှိလဲအရင်ကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာအင်တန်ထဲမှာဆိုရင်အာကျွန်တော်တို့မှရှိမလဲ ရဲ့ဒီမှာ gravity တစ်ခုရှိတယ်ပြီးတော့ကျွန်တော်တို့အာ sorry gravity တစ်လုံးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမှာ barrier နှလုံးတော်ရှိပါတယ်ဆိုတော့ barrier လေတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ fair gun ကတော့တစ်လုံးပဲရှိတော့ပဲပေါ့နော်ဟုတ်လို့ဆိုကျွန်တော်တစ်လုံးကသူများပေးလိုက်တာလားမသိဘူးအဲ့တော့ကျွန်တော်ကရှိတာတော့ဒီဟာ deep fruit အကုန်ပဲပေါ့နော်ဒီမှာအာ kisu နဲကတော့ဒါကျွန်တော်ရဲ့တငယ်ချင်းလို့လည်းပြောလို့ရပါဘောနော် bro shimji သူဆိုရင်လည်းဒါဟောပါပေါ့နော် blog community တဲရပါပဲ ရှင်းကြည်ရလက်ဆောင်ပေးတာပဲဖြစ်ပါတယ်။အာပြီးတော့ဒီမှာ control ပြီးတော့ဒီမှာ shadow gravity ပေါ့နော်။ Okay ဆိုတော့ကျွန်တော်တို့အခုဒီမှာ gravity ရှိတယ်ဆိုတော့အရင်ဆုံးအနေနဲ့ဒီ gravity fruit ကိုကျွန်တော်တို့စမ်းကြည့်ကြပါမယ်။ကဲဆိုတော့တော့ထွက်လေအောင် let's go ။ကဲဘယ်သူလာထွက်မလဲတော့မသိဘူးဗျာကျွန်တော်တို့မှာ yes yes လာထွက်ပြီလာထွက်ပြီ။အဲ့တော့ gravity ပေးကြည့်မယ်ဗျာအရင်ဆုံး။ဘာလို့ food fee နဲ့လဲ fee နဲ့ကြီးက gravity ပေးမယ်ကွာ။ gravity ပေးမယ်ဘာပေးမှလဲ။ အာဖီနစ်နဲ့လက်တဲ့ gravity wave လာမယ်ဆိုတော့အလုံးမဲမသိတာလားဖီနစ်နဲ့လက်ဖူဆိုတော့အော်ကိုယ်ပါထပ်ပေးရဲ့ legendary တလုံးထပ်ပေးရဲ့အမေ ready ဆိုပဲညီလေးမလဲရှာဘူးကဲဒီမှာနောက်တစ်ယောက်ရှိတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ယောက်ကိုတော့ထပ်ပြီးတော့ထွက်ကြည့်ပါမယ် robot wave ကြီးနေဆိုရင်တော့ kstdd shot ရှိပါတယ်ဒီဆိုင်မှာဆိုရင်တော့ robot တွေကိုဒီလိုမြန်မာနိုင်ငံမှာအတန်ဆုံးဈေးနှုန်းနဲ့ဝယ်ယူရရှိနိုင်တဲ့အပြင်ဘလော့ဘူးဆော့တဲ့ဗလာသားတွေအတွက်လည်း leo bat ဤ ဒေါ်ယူဝေးခန်းကောက်တင်နဲ့ Vivo Fugia အကောက်မျိုးစုံဝယ်ရရှိနိုင်ပါတယ်။ဒါ့အပြင် Blockhu တွေက Gamepad တွေ၊ Palmen နဲ့ Fruit တွေကိုလည်းဒီလိုအတန်ဆုံးဈေးနှုန်းနဲ့ရောင်းချပေးနေတာဖြစ်တဲ့အတွက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram နဲ့ Facebook မှာကျွန်တော်ပြထားသလိုရိုက်ရှာလိုက်ပါ။အဲ့တော့ Gravity ကိုသူတို့ဘာတွေပြီးမလဲပေါ့နော်။ဒါတော့ reward လာမဲ့ fruit ကိုကြည့်ပြီးတဲ့လူတွေဆိုရင်တော့ Gravity ကိုတော်တော်လေးကိုကြိုက်ကြပါတယ်။အဲ့တော့သူတို့ပေးတဲ့ဟာကတော့သူတို့ဒီ fruit ပေါ်တံမိုးထားတယ်ပို့ပြီးတော့မူတီရပါဗျာ။အဲ့တော့ကျွန်တော်တို့ဒီမှာ Gravity ပေးထားပါတယ်။ Wow! ုံမှန်ဆိုရင်အာကျွန်တော်တို့ထိတ်တင်းနေလှုပ်တဲ့အခါမှာဗျာ gravity ဆိုတဲ့ flu ကဘယ်သူမှမကြိုက်ကြဘူးအဲ့ဒါတော့အမှန်တကယ်ပဲဘယ်သူမှလုံးဝဘယ်သူမှမကြိုက်တာ gravity ကိုဘယ်နှုံပေးတယ်ဆိုတာခက်ရှားရှားပဲအခုက reverse လာမှာဖြစ်တဲ့အတွက် gravity ကိုဘယ်နှုံပေးတော့ကျွန်တော် accept လုပ်လိုက်ပါတယ် okay သူ့ဘက်က accept လုပ်မလားမလုပ်မလားတော့ကျွန်တော်စောင့်ကြည့်ရပါမယ်ပြေအောင် gravity reverse လာမှာနော်အတွေးမမနဲ့ accept လုပ်လိုက် accept လက်ခံလိုက် ဝဲစ်ဝဲစ်မလိုချင်ကြဘူးထင်တယ်ကဲဆိုတော့ဒီစာပါကကျွန်တော်တို့ဒါကျွန်တော်ဝင်လေးတဲ့စာပါဆိုတော့ကျွန်တော်မြန်မာရေးအများကြီးရှိမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်နောက်ထပ်စာပါတစ်ခုကိုပြောင်းကြည့်ပါမယ်အဲ့တော့ဒီ gravity fruit ကိုဘယ်လိုတွေဘာပေးမလဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဂျာမနီစာပါပေါ့နော်အာ join လို့မရဘူးအဲ့တော့နောက်တစ်ခုရှာမယ်နောက်တစ်ခုအနေနဲ့ဒီမှာ6ယောက်ရှိတာက United State no join လို့မရဘူးမခုနှစ်ယောက်ရှိရ United State ပဲ ။ Yeah ကျွန်တော်တို့ server တော့ join လို့ရပါပြီ။ဆိုတော့ဒီဘာနိုင်ငံရဲ့ server တွေထဲမှာ player တွေက gravity food ကိုဘာ food တွေပေးမလဲဆိုတာကျွန်တော်တို့သိရတော့မယ်ပေါ့။အဲ့တော့ကျွန်တော်တို့နောက်ထပ် server တစ်ခုတည်းကိုအခုတွားနေပါပြီ။ကဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော် chain လိုက်တယ် United State server ထဲကိုတော့ရောက်ပြီ။ဒါပေမဲ့ဒီမှာ6ကန့်နေရပဲ။ player 1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်လောက်ပဲရှိမယ်။အော်ဒီမှာ trading ရလုံနေရပဲဟုတ်ပြီဟုတ်ပြီလာခဲ့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  gravity ပေးမယ်ဘာပေးမှလဲ ် I have gravity လို့ပဲရေးလိုက်မယ်။ရေးတယ်တော့မလို့လာထွက်တယ်ကွာ။အဲ့တော့ gravity ပေးကြည့်မယ်။ဟုတ်တယ်ဒီကောင်တွေက server chain နေလားဒါမှမဟုတ်မြန်မာတွေပဲနာမည် chain နေလားတော့မသိဘူး။ဘယ်လိုဖြစ်ကျွန်တော်တို့ gravity ပေးကြည့်ပါမယ်။အဲ K ဆိုတော့ကျွန်တော်တို့ gravity ပဲပြအောင်လားဒီမှာ gravity ။ Yeah gravity ပေးရင်တို့ဘာပေးမလဲတော့မသိဘူး။ဗုဒ္ဓရဲ့ဗုဒ္ဓတောင်းနေတာကျွန်တော်ရှိရနေ gravity ကို reset ပေးရဲ့ အာ razor ကတော့စိုးတော့မစိုးပါနဲ့မတန်သေးဘူးဗျာဒါပေမဲ့ကျွန်တော်ဒီကောင်ထိတ်ပေးလိုက်ပါတယ်ဆိုတော့သူ့ရဲ့ပုံစံလေးကိုကျွန်တော်တနာလို့ပေါ့နော်ထင်လားကျွန်တော်ခုံလိုက်ပါတယ်ကဲဆိုတော့နောက်ထပ်တစ်ယောက်ထပ်ပြီးတော့ရှာမယ်ဗျာ what you want နဲ့ i am your big fan နဲ့ what ryan နဲ့ scam ပါတဲ့အဲ ryan ဆိုတဲ့ကောင်နဲ့တော့ထိတ်ကြည့်မယ် big fan တွေပါလေလုံနေတော့ဒီကောင်ဘာကောင်လဲတော့မသိဘူး no ဒီကောင်နဲ့မထိတ်ဘူးနောက်တစ်ယောက်နောက်တစ်ယောက် နောက်တစ်ယောက်နောက်တစ်ယောက်လာခဲ့နောက်တစ်ယောက်လာခဲ့ခုနကောင်လည်းပြန်မထွက်တော့ဘူးလေအာ who want gravity ပေါ့ who want gravity လို့ကျွန်တော်ရရလိုက်ပါမယ် amda okay who oh မမ Ryan ဆိုရဲပဲထိုင်နေပြီဟိုကောင်းရောင်ကြီးဗုဒ္ဓဗုဒ္ဓလိုက်တောင်းနေငါလည်းပြေးထွက်ကြပါအောင်ကွာငါလည်းပြေးထွက်ကြပါအောင်ငါလည်းဖတ်လို့ရပါအောင်မင်းတို့စာပါကြီးရတယ်ကဲကဲတယောက်လာပြီတယောက်လာပြီ i want gravity တဲ့ oh my god ကိုိတ်တဲ့ ဒီကောင်နေတဲ့လူလဲတွေပဲကွာ gravity လိုချင်တယ်ခွိနေထွေတယ်ဖယ်ကုန်ပေးတယ်အဆက်အဆက်လို့မရသေးဘူးဒီကောင်တသိမ်းပဲရှိသေးတယ်မင်းထထဲ့အောင်မရမယ်ထထဲ့အောင်မရမယ်ဟောထထဲ့လာအောင်ရောပြည့်စုံနေပါပေးမယ် control လဲပေးမယ်ကွာ share လို့လဲပေးမယ်လိုချင်လားလိုချင်စုတောင်းဘုရားမြတ်စွာဘုရားပြီးတော့အရိမရိယပွင့်လာရင်တော့အကြောင်းရမယ် အခုတော့မဖြစ်နိုင်ဘူးခင်ဗျားတို့ယူနှမ်းလာပဲဖြစ်တယ်လိုချင်စုတော့โอเคဒီကောင်နဲ့ထွက်မယ် Ryan ဆိုတဲ့ဘယ်နဲ့ထွက်မယ်ကျွန်တော်တို့ Oh T-Rex Gravity ပေးမယ် T-Rex နဲ့ထွက်မလားထွက်မလားထွက်မလား Gravity What Gravity ဆိုတဲ့ fruit ဟာ T-Rex ပေးထွက်နေပြီဆိုတော့အရင်ကဆိုဘာသာအားလုံးပဲသိမယ်ထင်ပါတယ်ကျွန်တော်တို့ဒီ Gravity fruit ကိုလိုချင်တဲ့လူဆိုတာခက်ချာချာဗျာကီစုနဲ့ပေးမယ်ကွာမင်းဘာပြန်ပေးမလဲ ဘာပြန်ပြီးမှလဲဘာပြန်ပြီးမှလဲကီဆူနေပြီးတာနော်ရောင်ကီဆူနေနော်ရှာလို့တော့မရအောင်နော်မင်းတို့ကောင်းတယ်ယော control ထပ်ပြီးအောင်မယ် share လို့ပြီးမယ်ပြီးရင် gravity ပါပြီးအောင်မယ်ဘာမှထည့်တယ်မရှိဘူးလားမသိဘူး no ကဲဆိုတော့ကျွန်တော်တို့ gravity နဲ့ light ထွေးကြည့်ရတဲ့လောက်ကတော့ gravity တက်မိုးတက်လာတယ်ဆိုတာတော့အလုံးဒီဟာနဲ့တင်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့အာကျွန်တော်တို့အရင်ကဆိုရင် gravity နဲ့ထွေးရင်ဗျာ ဟို legendary fruit တောင်ရဖို့ခက်ခဲရင်းထွက်နေရတယ်ထွက်နေရပါเนาะအခုဒီ rewel လာမှာအားလုံးသိပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒီ gravity fruit ကဘယ်လောက်တန်လာလဲဆိုရင် t-red တွေပေးလာတယ်ပြီးတော့ blizzard ပေါ့เนาะအဲ့လို legendary နှလုံးတွေပေးလာရရှိရဲ့ဒါပေမဲ့လူတိုင်းတော့သိရမလားကျွန်တော်တို့အယိုးဆွဲတဲ့အထိဒီ fruit ကမကောင်းဘဲထင်နေတဲ့လူတွေလည်းရှိသေးတယ်အဲ့တော့တိတ်ပြီးတော့မပေးကျင်ကြတဲ့လူတွေလည်းရှိသေးတယ်ကျဆိုတော့နောက်တစ်ယောက်နဲ့ထွက်ကြည့်ပါမယ်။ဟဲ့အောင်ဒီကောင်နတ်ဖျားစကီကြီးနဲ့အဲ့တော့နတ်ဖျားကြီးငါ့ကိုတစ်ခုပေးကွာ။ဖို့တယ်တဲ့ကွာ။ အစ်စ်မကြည့်ဘူးကျို့ရမ်းပဲပြေးမယ်ပေါ်တယ်ထွေထိတ်မလားငါဘက်ကဘယ်လူတော့များနေသေးရဲ့ထိတ်မလားထိတ်မလားအေးနင်းနင်းတော့မင်း gravity ပေးမယ်လေမင်း gravity ပေးရမှာပေါ့ဘာလို့လဲဆိုတော့မင်းနှက်ဖျားကြီးပဲအမေလူလေဝါဒီကောင်းနေနော်အားတော့မအားဘူးသေးလား gravity ကိုမှလိုချင်လုံးတော့ legendary နဲ့ထွေတယ်အဲ့တော့ကျွန်တော်ထိတ်ပြေးလဲရမှာထိတ်ပြေးလဲရမှာဟမ် ကျွန်တော်ထွက်ပြေးလိုက်မယ်နော်တန်ကိုချေခွန်6 5 4ထ sorry ပါနှစ်ဖျားကြီးอ่ะတက်ဖျားကြီးမင်းနှစ်ဖျားကြီးဆိုတော့ငါထပ်ဖြူတွေပို့ရှိမှာပါအေးအေးငါ့မှာလေကွာဒီတလုံးမရှိရဲကွာဟာဟာတဲ့ဆိုဖန်ကြီးတဲ့အရင်ကြီးကခေါ်နေဘလို့ဘေးမှာလဲကွာနောက်ထပ်ဘလူတွေရှိသေးတယ်ကွာ gravity နဲ့ထွက်မိမဲ့ဘလူတွေရှိသေးတယ် အာဆိုတော့ဒီ server မှာကျွန်တော် lucky မကောင်းဘူးညာနှစ်ပြားကြီးနဲ့တော့တွေ့ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုကျွန်တော်အဲ gravity ကတော့ကောင်းမွန်မထိပ်ပေးခဲ့တဲ့နှစ်ပြားကြီးပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ် server တစ်ခုကိုထပ်ပြီးတော့ပြောင်းကြည့်ပါမယ် gravity ဘယ်လောက်တန်နေပြီလဲသွားကြည့်ကြပါမယ်ကဲဆိုတော့ကျွန်တော်ဒီမှာ server လေးခဏဆက်ရှာလိုက်ပါအောင်မယ် okay guys ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့အဲ့တော့ဒီမှာ10ယောက်ဒီမှာ10ယောက်ရှိရယ်ဗျာစင်ကာပူ စင်ကာပူစင်ကာပူနောက်ဝက်ဆိုတော့ဗာတောင်တောင်တောင်နောက်လာအနောက်တောင်ဆိုတော့ကျွန်တော်တို့နောက်တဲ့ဆာဘာတစ်ခုကိုပြောင်းနေပါပြီနောက်တဲ့ဆာဘာတစ်ခုမှာရောကျွန်တော်တို့ဒီ gravity fruit နဲ့အာ gravity fruit ကဘယ်လောက်တန်လဲပေါ့နော်ကျွန်တော်တို့ဒါကိုပဲထွက်ရအောင်ပဲဗျာအဲနောက်ပိုင်းကျမှ gravity fruit ကိုလိုက်ပြီးတော့ထွက်ပြီးတော့မှ varia နဲ့ fair ကွန်ဘက်ကိုကျွန်တော်တို့ထွက်ပါမယ်အခုဒီဆာဘာမှာ gravity fruit ထွက်လို့ကျွန်တော်တို့ဘာ fruit တွေရမလဲဆိုတာသိပြီးရင်နောက်တဲ့အာတစ်ခုအနေနဲ့ကျွန်တော်တို့ varia fruit ကိုထွက်ပါမယ် ဆိုတော့ server ကိုတော့ကျွန်တော်တို့ join နေပါပြီ server မှာတော့လူတွေရှိတယ်ဒီ trading မှာပဲတော်တော်များများရှိကြတယ်ဗျကဲဆိုတော့ကျွန်တော်တို့ဒီမှာ trading မှာတစ်ချက်ထိုင်ရပါမယ်ဘယ်ကောင်လာထွက်မှာလဲမသိဘူး let's go let's go let's go တိုက်လာခဲ့လိုက်တိုက်လာခဲ့လိုက်မင်းကောင်းအောင်မုံလေးပေးလိုက်ကွာငါ property ပေးမယ်အဲ i ယောဒီမှာ property ကဘာဒီပြေးမယ်ဗုဒ္ဓရယ်ဟောဒီဗုဒ္ဓကိုရန်လိုချင်နေကြရပဲအဲ့ပေါ်ဗုဒ္ဓ level fan လို့အကောင်းဆုံးပဲဗျာ C2 မှာဆိုရင်베리아베리아ဒီကောင်းမှာရှိတယ်ဒါဆိုရင်ကျွန်တော်ဖဲကုန်ပေးမယ် No ဆိုတော့ဒီကောင်းနဲ့ထွက်ရတာအဆင်မပြေရောအဲ့တော့နောက်တစ်ယောက်နဲ့ကျွန်တော်ထွက်ကြည့်ပါမယ် Blazer ပဲပေးရပေါ့နော်ကျွန်တော်ခရဘတ်ဒီကအဲ့လောက်ပဲတန်တာလားကျော်ခရဘတ်ဒီပြေးမယ်မင်းဗာပေးမှာလဲအဲ့အဲ့ ENG ဆိုတော့ခရဘတ်ဒီပြေးရင်အရင်တိုင်းပဲဗျာခွိတ်ဒီခိုးဒီပေးနေတော့မယ် ီးပေါ်ဒါကတော့သူတို့မြင်အောင်ထိတ်တာပြောလဲကီဆူနဲ့ထည့်ပေးကြည့်မယ်ဗျာဘာပြောင်းလဲဝမလဲလို့ကျွန်တော်တို့ရဲ့ကီဆူနဲ့ကြီးရောက်တည်ရမလားဘာတွေပဲ review ကလာလာလာအာဘယ်သူတွေပဲအစ်စ်ထထကီဆူနဲ့ကတော့လောကအကောင်းဆုံးပါပဲအားလုံးနဲ့မှာကဲဆိုဒီကောင်မထွက်ဘူးပေါ့နော်ဒီကောင်နဲ့အဆင်မပြေပါဘူးသူပေးတဲ့ဟာတွေကဖယ်လူးလဲမညီဘူးကဲဆိုဒီမှာမောင်နီတော့မောင်နီတော့နဲ့ထွက်ပါမယ်အိုးရောဂရပါတီပေးမယ်တော့ပေးမလားရောအဆက် ဟေး no မပေးဘူးကထင်တော့ထင်ပါတယ် gravity view ဘယ်သူကတော့ပြီးမှာလဲအစတော့ဒါ review ကမလာသေးလို့လည်းဖြစ်နိုင်ပါတယ် review က april 16ရက်နေ့လာမှာဆိုတော့ review လာရင်လည်းကျွန်တော်တခါပြန်ပြီးတော့ထွက်ပြမယ်ဒါမှမဟုတ်လည်း fruit စားပြရင်လည်းစားပြပါမယ် no ပါကျွန်တော်ဆိုတော့အားလုံးပဲဒီမှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ gravity က april 16ရက်နေ့ review လာမယ်ချိန်တင်နေတာတော့မှအာတချို့ကတော့ပေးတယ်ဗျာကောင်းကောင်းမွန်မွန်ပေးတယ်တချို့ကတော့ကျွန်တော်တို့ legendary fruit လောက်နဲ့ပဲအဆုံးတောက်ရရှိရတယ်တချို့ဆို go go တွေ အာ common fruit တွေပါထည့်ပြီးတော့ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ gravity fruit ကတော့ဒီအချိန်မှာ trading ထဲမှာတိတ်ပြီးတော့ဈေးမတက်သေးဘူးပြီးတော့ကျွန်တော် fan တယောက်လာပြောတာဆိုရင်အာအရင်ကတည်းက gravity ကိုတဲ့အလကားပေးနေအောင်မယူရင်ကြောက်ဘူးတဲ့အခုသူ့ကို gravity ရှိလားရှိလားနဲ့ gain ထဲမှာမင်းနေကြရဲ့တဲ့အဲ့တော့အဲ့ဒါတကယ်လားဆိုပြီးတော့ကျွန်တော်ဒီ video ကိုလုပ်ကြည့်တာပါတော့လုပ်ကြည့်တော့လေတကယ်ပေးတဲ့လူတွေလည်းရှိပါတယ်အာပြီးတော့အရင်တိုင်းပဲပေးနေကြတဲ့ကျွန်တော်တို့ DM လာကောင်းမှုန်ဖြတ်တဲ့ trader တွေလည်းရှိပါတယ် အဲကျွန်တော်လည်းအားရအားတို့ခေါင်းမဖြိုက်ပြီးတော့လိုက်ထွေပါတယ်။ကဲဆိုတော့ကျွန်တော်တို့အဲဒီမှာဒီမှာဒီမှာဆရာသမားလေးတစ်ခေါင်းကျွန်တော်တို့ထွေပေးလိုက်အောင်မယ်။ဆိုတော့မင်းကို gravity ပေးမယ်ပါပေးမယ်။ gravity မရှိတဲ့လူတွေတော်တော်များရင်တော့ဘာလို့လဲဆိုတော့ gravity food ကိုဗျာထွေတင်းနေမှာတချို့ကတော်တော်လေးကိုထွေပစ်လိုက်လေထွေပစ်လိုက်ကြတယ်ဘာလို့လဲဆိုတော့ဘာမှလည်းအဲ့လို salt လို့တိတ်ပြီးကောင်းတဲ့ food မဟုတ်တော့လေ။ဒါမဲ့တချို့တိန်းထားတဲ့လူတွေတော့ကတော့ view လာရင် share ပါပဲ။ ကဲဆိုတော့ကျွန်တော်တို့အာဒီမှာ gravity food နဲ့ကျွန်တော်အားလုံးလိုက်ပြီးတော့ထွက်ကြည့်ခဲ့ပါတယ်ကျွန်တော်တို့အဆင်မပြေခဲ့ပါဘူး berry ရေဖဲကိုနေရတော့လူတိုင်းရှိနေတဲ့တော့အာထွက်ပြဖို့ဆိုတာတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဒီဗီဒီယိုလေးကကျွန်တော်တို့ဒါနည်းနည်းလေးတူသွားမယ်လို့တော့ထင်တယ်ဗီဒီယိုလေးထူရတဲ့အတွက်လည်းအားလုံးတောင်းပါပါတယ်။ကဲဆိုတော့ကျွန်တော်တို့ gravity နဲ့ထွက်ခဲ့တာကျွန်တော်တို့ပေးတယ် T-Rex တွေပေးတယ်ပြီးတော့ legendary fruit နှလုံးတွေပါတယ်အစားပေးလာတယ်။အရင်ကဆိုဒီလောက်မရဘူးဆိုတာတော့အားလုံးသိမယ်လို့ထင်ပါတယ်။ကဲဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲခင်ဗျာ။နောက်ထပ်ဗီဒီယိုကြီးမှာပြန်တွေ့ကြပါမယ်။အားလုံးပဲပဲ။ <laughs> I love you so much, mate. I love you so much. It's part of the deal. <laughs>